တရုတ်နိုင်ငံမှာရောက်နေတဲ့မြန်မာသမ္မတဦးသိန်းစိန်နဲ့တရုတ်သမ္မတတို့တွေ့ဆုံပြီးတော့နှစ်နိုင်ငံအာဏာရပါတီတွေကြားမှာဆက်ဆံရေးမြင့်တင်ဆောင်ရွက်သွားဖို့နဲ့နှစ်နိုင်ငံစီးပွားရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြပါတယ်ဒေါက်ခင်ဤပါတင်ပေးပို့ထားပါတယ်ခင်ဗျာတရုတ်နိုင်ငံပေကျင်းကိုရောက်ရှိနေတဲ့မြန်မာသမ္မတဦးသိန်းစိန်နဲ့တရုတ်သမ္မတရှီကျင်းပင်တို့နိုဝင်ဘာလ10ရက်နေ့ကတွေ့ဆုံခဲ့ကြတာပါတရုတ်သမ္မတရှီကျင်းပင်ကအာဏာရပါတီရဲ့ချင်းချင်းကြားမှာဆက်ဆံရေးတိုးမြှင့်မှုနဲ့အစိုးရပိုင်းအုပ်ချုပ်ရေးဆိုင်ရာအတွေ့အကြုံတွေကိုဖလှယ်ဖို့ ယဉ်ကျေးမှုဖလှယ်ရေးနဲ့ပြည်သူအချင်းချင်းဆက်ဆံရေးတိုးမြင့်သင့်တယ်လို့ပြောဆိုတာကိုသမရဦးသိန်းစင်ကလည်းဒီလိုဆက်ဆံရေးအတွက်အဆင်သင့်ရှိတယ်လို့တုံ့ပြန်ကြောင်း CCTV သတင်းကိုကိုးကားပြီးရိုက်တာသတင်းကဆိုပါတယ်ဒီအုံအနေနဲ့မြန်မာနဲ့မဟာဗျူဟာမြောက်မိဖက်ဆက်ဆံရေးကိုခိုင်ခိုင်မာမာယက်တီသွားမယ်လို့လည်းတရုတ်သမ္မတကဆွေးနွေးပွဲမှာပြောပါရယ်။စီးပွားရေးနဲ့ပတ်သက်လို့လည်းတရုတ်သမ္မတကပိုလမကြီးစီးပွားရေးနယ်မြေ 21ရာစုပင်လယ်ရေကြောင်းပိုးလက်မကြီးတိစောက်ဖို့ကိစ္စမှာတရုတ်နဲ့မြန်မာပူးပေါင်းဆောင်ရွက်ရေးမြင့်တင်တင်တယ်လို့ပြောပါရတယ်။နောက်တစ်ပတ်ကြာရင်လည်းတရုတ်ဝန်ကြီးချုပ်လီကီချန်ဟာမြန်မာပြည်ကိုတောက်ရောက်တဲ့အခါမှာသမ္မတဦးသိန်းစိန်လွတ်တော်အကြီးအကဲတွေနဲ့တွေ့ဆုံမှုရှိပေမဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တော့တွေ့ဆုံမှုမရှိဘူးလို့တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကရိုက်တာသတင်းဌာနကိုပြောပါရတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့လာတရုတ်ပြည်ခီးစဉ်ကိုလည်းလောလောဆယ်မှာအတိမပြုနိုင်သေးဘူးလို့တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကပြောပါရတယ်။မြန်မာသမ္မတဦးသိန်းစိန်ဟာ လက်ရှိကျင်းပနေဆဲအာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးအိပတ်အဖွဲ့ဝင်ကြီးအဆင့်ဆွေးနွေးပွဲအပြီးထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်ဖို့တရုတ်နိုင်ငံဘေကျင်းကိုရောက်ရှိနေတာလည်းဖြစ်ပါတယ်။အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးအိပတ်အဖွဲ့ဝင်ကြီးအဆင့်ဆွေးနွေးပွဲမှာတော့လွတ်လပ်တဲ့ကုံသွဲရေးစုံတည်ဆောက်ဖို့နဲ့အာဂရိလိုက်စားမှုတိုက်ဖျက်ရေးကိစ္စဆွေးနွေးခဲ့ကြပါတယ်။အိပတ်အဖွဲ့ဟာနိုင်ငံပေါင်း22နိုင်ငံပါဝင်ပြီးကမ္ဘာလူဦးရေရဲ့40ရာခိုင်နှုန်း၊စီးပွားရေးထုတ်လုပ်မှုရဲ့54ရာခိုင်နှုန်း၊ကုန်သွယ်ရေးရဲ့54ရာခိုင်နှုန်းကိုကိုးစားပြုနေပါတယ်။ တရုတ်ကအရှပစိဖိတ်ဒေသလွတ်လပ်တဲ့ကုန်သွယ်ရေးနယ်မြေ FTAAP ကိုဖော်ဆောင်မှုတွန်းအားပေးနေတာကိုတချို့ကအမေရိကန်ရဲ့ပစိဖိတ်လွှမ်းခြုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ TPP နဲ့အပြိုင်ဖြစ်ဖို့ကြိုးစားနေရလို့မြင်ကြပါဗယ်။အမေရိကန်ရဲ့အစီအစဉ်မှာ၁၂နိုင်ငံပါဝင်ပေမဲ့တရုတ်ကတော့ခြံထားခဲ့ပါဗယ်။အမေရိကန်ရဲ့အစီအစဉ်အကောင့်ထဲပေါ်သွားရင်ဗီယက်နမ်ကနေချီလီဂျပန်အထိလွတ်လပ်တဲ့ကုန်သွယ်ရေးအဖွဲ့ကြီးပေါ်ပေါက်လာဖို့ရှိပါတယ်။ဒါဟာလူဦးရေတန်ရှေရာကမ္ဘာစီးပွားရေး၄၀ရာခိုင်နှုန်းကိုကိုးစားပြီးမှလည်းဖြစ်ပါတယ်။ အမေရိကန်ကတော့လက်ရှိညှိနှိုင်းမှုတွေအခြေတကျဖြစ်သွားရင်နောက်ထပ်နိုင်ငံတွေလည်းဖက်စိဘိတ်လွှမ်းခြုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ TPP မှာပူးပေါင်းပါဝင်နိုင်တယ်လို့ပြောဆိုထားပါတယ်ရှင်